ကိုလူဘလို့ပဲဖြစ်ဖြစ်အကိုဖះအောင်နားထောင်တာလားဖုန်းကြီးတွေကိုနားထောင်တာလားဖះအောင်နားထောင်တာပေါ့ဒါဆိုရင်ဒါပဲပေါ့ဒါပေမဲ့သခင်ကိုကျွန်တော်တို့ဆွေစဉ်မျိုးဆက်ယုံကြည်လာတာနနတကုရှင်ဖះသခင်ကိုလက်ခံတာကသခင်ယေရှုကိုသစ္စာဖောက်တာဖြစ်မှာမဟုတ်ဘူးလားဟုတ်တယ်နနတကုရှင်ဖះသခင်နဲ့သခင်ယေရှုဟာတကယ်ပဲဖះတစ်ပါးတည်းလား ်ယေရှုလုံဆောင်ခဲ့သည့်အမှုသည်ယေရှု၏နာမကိုကိုးစားပြုခဲ့ပြီးယင်းသည်ကျေးဇူးတော်ခက်ကိုကိုးစားပြုခဲ့သည်ယေဟောဝါလုံဆောင်ခဲ့သည့်အမှုအတွက်မူယင်းသည်ယေဟောဝါကိုကိုးစားပြုခဲ့ပြီးပြည့်ညတ်တော်ခက်ကိုကိုးစားပြုခဲ့သည်၎င်းတို့၏အမှုမှာ မတူကွဲပြားသည့်ခင်များတဲ့ကဝိညာဉ်တော်တဦးတည်း၏အမှုဖြစ်ခဲ့သည်၎င်းတို့ကိုမတူသည့်နာမနှမျိုးဖြင့်ခေါ်ခဲ့တော်လဲဝိညာဉ်တော်တပါးတည်းကအမှုနှစ်ဆင့်လုံးပြီးခဲ့သည်လုံဆောင်ခဲ့သည့်အမှုသည်လည်းအလင်းမပြတ်သည့်အမှုဖြစ်သည် နာမကမတူညီတကဲ့သို့အမှု၏အကြောင်းအရာကွဲပြားသည်နှင့်အမျှခစ်သည်မတူညီခဲ့ပေယေဟောဝါကြွလာခဲ့ခြင်းတွင်ယေဟောဝါ၏ခစ်ဖြစ်ခဲ့ပြီးယေရှုကြွလာခဲ့ခြင်းတွင်ယေရှု၏ခစ်ဖြစ်ခဲ့သည်ထို့ကြောင့်ကြွလာခြင်းအသီးသီးတွင်ဖျားသည်နာမတစ်ခုဖြင့်အခေါ်ခံရသည်သူသည်ခစ်ကိုစားပြုပြီးလမ်းကြောင်းသစ်စတင်သည်လမ်းသစ်ပေါ်တွင် နာမသစ်ခံယူသည်ယင်းကဖျားသည်အမြဲအစ်စ်ဖြစ်ပြီးမအိုဟောင်းတကဲ့သို့ သူ၏အမှုသည် တိုးတက်မှုလုံးဝမရက်သည်ကိုပြသည်ယေဟောဝါ၏အမှုမှယေရှု၏အမှုထိတိုင်ယေရှု၏အမှုမှဤလက်တလောအဆင့်ထိဤအဆင့်30သည်ဖျား၏စီမံခန့်ခွဲမှုတစ်ခုလုံးအကျုံးဝင်ပြီးယင်းတို့အလုံးသည်ဝိညာဉ်တော်တပါးတည်း၏လှုပ်ဆောင်မှုဖြစ်သည်ကမ္ဘာကြီးဖန်ဆင်းကြတဲ့ကဖျားသည် လူမျိုးနွယ်ကို စီမံခန့်ခွဲလျက်အမြဲအမှုပြုနေသည်။သူသည်အစနဲ့အဆုံးဖြစ်သည် သူသည်အဦးဆုံးသောသူနှင့်နောက်ဆုံးသောသူဖြစ်ပြီး သူသည်ခစ်တစ်ခုကို အစပြုသူခစ်ကိုအဆုံးသတ်သူဖြစ်သည်မတူသည့်ခင်များနှင့်နေရာများတွင် အမှု၏အဆင့်30သည်တိတိတသာဝိညာဉ်တော်တပါးသည်ဤလှုပ်ဆောင်ချက်ဖြစ်ပေသည်ဤအဆင့်30ကို ခွဲခြားသူအပေါင်းတို့သည်ဖျားကိုစန့်ကျင်ရာတွင်ယက်တည်သူများဖြစ်သည်ယခုတွင် ပထမအဆင့်မှယနေ့တိုင်းအမှုအလုံးသည်တပါးသောဖျား၏အမှု တဘာတဲ့သောဝိညာဉ်တော်၏လှုပ်ဆောင်ချက်ဖြစ်သည်ကိုသင်နားလည်အပ်ပေသည်။ဤအရာနှင့်ပတ်သက်၍တန်တရာမရှိနိုင်ပေ။အာမင်။ဟာဖခင်ကခေတ်တစ်ခုစီတိုင်းမှာနာမအသစ်ယူပြီးအမှုအသစ်လှုပ်ဆောင်တယ်။ဒါနည်းနည်းမှုတစ်ခုပဲ။ဟုတ်တယ်။ဒါတော်တော်စမ်းသက်တယ်။ဟုတ်တယ်။အနန္တတကုရှင်ဖခင်သခင်နဲ့သခင်ယေရှုဟာဖခင်တဆူတယ်ဆိုတာခမည်းတော်နားလည်သွားပြီပေါ့။နှစ်ပါးလုံးကအမှုပြုဖို့မတူတဲ့အသွေးသားနဲ့လွှမ်းခြုံထားတဲ့ဖခင်ဝိညာဉ်တော်ပဲ။ သခင်ယေရှုရဲ့ဝိညာဉ်ဟာအခုကာလရဲ့အနန္တတကုရှင်ဖရာသခင်ပဲသူတို့ကိုယ်ခန္ဓာတွေကမတူပေမဲ့ဝိညာဉ်တော်ဟာအတူတူပဲဖရာတစ်ပါးနဲ့ပဲလူကိုကယ်ဖို့ဖြစ်တဲ့ဖရာမှုတော်ဟာအဆင့်30နဲ့ဖွဲ့စည်းထားတယ်ပြည့်ညတ်တော်ခင်မှာယာဝေးကကမ္ဘာပေါ်မှာ လူတွေရဲ့ဘဝကိုဥဆောင်လမ်းပြဖို့ဥပဒေနဲ့ပြည့်ညတ်တော်တွေထုတ်ပြန်ခဲ့တယ်ဂျေဇုတော်ခင်မှာသခင်ယေရှုဟာလူတွေရဲ့အပြစ်တွေကိုရွေးနှုတ်ဖို့ကားစင်တင်ခံခဲ့တယ်သခင်ယေရှုရဲ့ဝိညာဉ်တော်ဟာယာဝေးပါပဲ ။သခင်ယေရှုဟာအမှုပြုဖို့ကြွလာတဲ့လူစားတိကံဖရာသခင်ပဲ။ယာဝင်းနဲ့ယေရှုဟာဖရာတပါးတည်းမဟုတ်ဘူးလား။ဟုတ်တယ်။ဟုတ်တယ်။သခင်ယေရှုကိုလက်ခံတာယာဝင်းကိုတစ္ဆာဖောက်တာလား။မဟုတ်ပါဘူး။မဟုတ်ပါဘူး။မဟုတ်ဘူး။ဒီတော့ပြည့်ညတ်တော်ခင်နဲ့ကျေးဇူးတော်ခင်ကအမှုကိုဖရာတပါးတည်းကလှုပ်ဆောင်ခဲ့တယ်ဆိုတာကျွန်တော်တို့သိကြနိုင်တယ်။အင်း။သခင်ယေရှုကနောက်ဆုံးသောကာလမှာပြန်ကြွလာမယ်လို့ပြောခဲ့တယ် ဒါကျွန်တော်တို့တမန်တော်အားလုံးစီခေါ်သွားဖို့ပေါ်ထုံးပြီးအမှုပြုတဲ့တမန်တော်ဖရာသခင်ပဲအခုအနန္တတကုရှင်ဖရာသခင်ကြွလာခဲ့ပြီတမန်တော်နှုတ်ကပတ်တော်တန်းချီပေါ်ပြခဲ့တယ်နောက်ဆုံးသောကာလမှာတရားစီရင်ခြင်းအမှုပြုနေတယ်အနန္တတကုရှင်ဖရာသခင်ဟာတမန်တော်ဖရာသခင်ပေါ်ထွန်းခြင်းပဲအာမင်အာမင်ဒီတော့အနန္တတကုရှင်ဖရာသခင်နဲ့သခင်ယေရှုဟာဖရာတစ်ပါးတည်းမဟုတ်လားဟုတ်တယ်အဲ့ဒီတော့ အနန္တရကုရှင်ဘုရားသခင်ကိုယုံနာသခင်ယေရှုကိုတစ္ဆာဖောက်တာလားမဟုတ်ဘူးမဟုတ်ပါဘူးပြညတ်တော်ခက်ကနေဂျေဇုတော်ခက်အထိအခုနိုင်ငံတော်ခက်အထိအားလုံးကဘုရားတစ်ပါးတည်းကလှုပ်ဆောင်တာပါယာဝေယေရှုနဲ့အနန္တရကုရှင်ဘုရားသခင်တို့အားလုံးဟာဘုရားတစ်ပါးတည်းပါပဲဘုရားရဲ့နာမကပြောင်းလဲသွားပေမဲ့သူ့ရဲ့ဝိညာဉ်ကအတူတူပါပဲအင်းအနန္တရကုရှင်ဘုရားသခင်ကိုယုံနာသခင်ယေရှုကိုကြိုးစိုးနေတာပါ အနန္တတကုရှင်ဘုရားသခင်ကိုလက်မခံရင်သခင်ယေရှုကိုတစ္ဆာဖောက်တာဖြစ်မှာပဲဟုတ်တယ်အခုကျွန်တော်နားလဲပြီယာဝေးကသူ့ကိုယ်သူသခင်ယေရှုအဖြစ်လူစားတိခံခဲ့တယ်အခုသခင်ယေရှုကအနန္တတကုရှင်ဘုရားသခင်ဆိုတဲ့နာမနဲ့ပြန်ကြွလာတယ်ဒါပေမဲ့ဘုရားကတော့ဒီဘုရားပဲဟုတ်တယ်လက်စားတတ်တော့အနန္တတကုရှင်ဘုရားသခင်ကတကယ်ပဲပြန်ကြွလာတယ်သခင်ယေရှုပဲဟုတ်တယ်ကျွန်တော်တို့ကမဟုတ်တော့ယုံမိမှကြောက်ကြတယ် တော်တော်မိုင်းမဲတာပဲဟုတ်တယ်အနန္တတကိုးရှင်ဘုရားသခင်ကိုလက်မခံမဲကတ်သလိအသိန်းတော်မှာစောင့်နေရင်ကျန်းစာတွေပဲဖတ်နေရင်နောက်ဆုံးကြတော့သခင်ဆွပြစ်တာကိုခံရမှာပဲဟုတ်တယ်ဟုတ်တယ်အနန္တတကိုးရှင်ဘုရားသခင်ကိုလက်ခံတဲ့တယ်ဟုတ်တယ်ကျွန်တော်သူ့ကိုလက်ခံတယ်ကျွန်မလည်းသူ့ကိုလက်ခံတယ်